အံ့ဖို့နဲ့ဒေါ်သင်းမြတို့ဇနီးမောင်နှံသည်ရန်ကုန်တိုင်းဗဟန်းမြို့နယ်ဆရာဆန်တောင်ရက်ခွဲအနောက်မြို့ပလန်းတွင်နေထိုင်ကြပါ၏ရခင်ကတာမွေမြို့နယ်တရာ95လမ်းတွင် နေထိုင်ခဲ့ပါ၏ယခုကဦးအံ့ဖို့မှာကွယ်လွန်ခဲ့ပြီဖြစ်ပါ၏ဦးအံ့ဖို့နှင့်ဒေါ်သင်းမြတို့မှာသားသမီး၁၁ယောက်ထွန်းကားခဲ့ပါ၏ရင်းတို့မှာဦးကြည် ဦးတင်ရှိန်မောင်ကန်သူဦးမြစိန်ခေါ်အော်တော်ဝါမကျင်လွန်မကျင်တူမတီရိုင်မမိုးမြင့်မီမောင်ကျော်ထုံးနေမောင်ဇော်မိုးဝင်းတို့ပဲဖြစ်ကြပါဘီသားသမီး၁၁ယောက်နေမောင်ကန်သူဦးမြစိန်နေမောင်ဇော်မိုးဝင်းတို့မှာ ကွယ်လွန်ခဲ့ကြပြီဖြစ်ပါတယ်မောင်ကန်သူလူเจ้าလေးမှာ၁၁လသားအရွယ်ကပင်ကွယ်လွန်ခဲ့ပါတယ် မိခင်ဖြစ်သူဟာသူတည်ဆုံးသွားပြီဖြစ်ကြောင်းအိမ်မက်ပေး၍သိစေသည်ဖြင့်တကြိုမြုပ်နှံပြည့်လိုက်ရပါ၏ထို့အတူ မောင်မြစင်ခေါ်အော်တော်ဝါနီမောင်ဇော်မိုးဝင်းတို့မှလည်းငငယ်ရွယ်ရွယ်နှင့်ပင် ကွယ်လွန်ခဲ့ရှာပါ၏မောင်ဇော်မိုးဝင်းမှာကျမ်းမာရေးကြောင့်အထမတန်းအရောက်တွင် ကွယ်လွန်သွားခြင်းဖြစ်ပါ၏ဦးမြစင်ခေါ်အော်တော်ဝါမှာကျမ်းမာရေးချို့တဲ့၍တည်ဆုံးခြင်းမဟုတ်ဘဲနဲ့ ရုတ်တရက်ကွဲလွန်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။မောင်မြစင်ကိုအော်တော်ဝါမှာကိုုံရှိစင်ကဒေါ်သိန်းမြမှာရည်တဲကိုခုံချလို့သည်ချင်းချင်းတက်ခဲ့ပါတယ်။မောင်မြစင်ကိုအော်တော်ဝါသည်1958ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့တွင်မွေးဖွားပါတယ်။ကြာဆုံးလည်ပြီးဖြစ်သော အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏မွေးရမွေးလာနေ့ မောင်မြဆိုင်ကိုအော်တော်ဝါဤမွေးရဲ့မွေးလာမှာတူညီပါ रे တို့အတွက်ကြောင့်မိခင်တော်သင်းများက မောင်မြဆိုင်ကိုအော်တော်ဝါကို အမတ်တရားရှိနေပါ रे မောင်မြဆိုင်ကိုအော်တော်ဝါသည်မူလာတန်းအလဲတန်းအထက်တန်းပညာရမြောက်ကိုရန်ကုန်မြို့တွင်သင်ယူခဲ့ပါ रे တာသမတန်းစာမိုးဘွဲကျသဖြင့်ရန်ကုန်မြို့ဆက်မှုလက်မှုအထက်တန်းကြောင့်အမတ်တီမတော်ရင်မကနစ်သင်တန်းတွင်တက်ရောက်၍ ပညာစည်းဘူးခဲ့ပါ යි 1988ခုနှစ်တွင် မတော်ရင်မဂနစ်သင်တန်းဆောင်မှုပွဲအောင်မြင်ခဲ့ပါ යි ထို့ကြောင့်တွင်ဦးအန်ပွန်နှင့်ဒေါ်သင်းမြတ်တို့မှချင်းသိမ့်မင်းမြတ်မိသားစုမုံမျိုးစုံလုပ်ငန်းဖြင့်စီးပွားရေးလုပ်ငန်းလုပ်ကြပါ යි ခေမုံးဖြစ်သူဦးအန်ပူကွယ်လွန်သည့်အခါမှာမိခင်ဖြစ်သူဒေါ်သင်းမြတ်မှာလက်ရှိသားသမီး၁၀ယောက်၏စားစရိတ်ပညာသင်စရိတ်လူမှုရေးစရိတ်တို့တွင် စီးပွားရေးလုပ်ငန်းကိုတက်ရောက်တဲ့ရဲရဲဝဝတတိရှိစွာဖြင့်ဆောင်ရွက်ခဲ့ပါ၏။မောင်မြဆိုင်လေစွမ်းရင်ဝင်ကြီးဌာနမြမရေနံ ကော်ပိုရေးရှင်းတွင် စီလောင်းရာတို့ဖြင့်အလုပ်ရှိခဲ့ပါ၏။နေ့အနေငယ်ကြာလာသည့်အခါမှာမောင်မြဆိုင်၏ယူသားစူးစမ်းမှုကြောင့်ဒုတိယစက္ကန်းမှုအစ်စ်တို့ရာတို့တိုးမြင့်ခြင်းခံခဲ့ရပါ၏။မောင်မြဆိုင်သည်ဒုတိယစက္ကန်းမှုဘဝတွင် ရေချောင်းခီးပြည့်အနေနဲ့အရရကိုလက်လည်၍တိုင်းပြည်တာဝန်များကိုထမ်းဆောင်ခဲ့ပါ၏ရေလန်းခီးပြည့်မောင်မြစိန်သွာလာနေရတော့လေရေလုံးဝမကူးတတ်ရှာကြီးသူတို့မိခင်တော်သေးမြတ်ကသားဖြစ်သူမောင်မြစိန်ဟာရေကူးတင်ခိုင်းခဲ့ပါ၏တို့တိုင်မောင်မြစိန်မှာအကြောင်းမျိုးမျိုးပြကရေကူးမတင်ခဲ့တဲ့ပြည်ရေမကူးတတ်ပဲရှိနေပါ၏မောင်မြစိန်တယောက်ဒုတိယစကမ်းမှုဘဝပြည့် အနေနဲ့အရရသူရေလန်းခရီးဖြစ်သွားလာခဲ့ပြီးတော့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။သူတောင်ဝန်ထမ်းဆောင်ရသည့်စက်တိုင်တီရေရင် MOC သည်တာကေဒတရားထိုက်တွင်စိုက်ကထားခဲ့ပါတယ်။မောင်ပြဆိုင်သည်သူ၏နေအိမ်သို့ပြန်၍မအိပ်ဘဲနှင့်သူတောင်ဝန်ထမ်းဆောင်ရသည် ရေရင်ဘော်ရင်သာအိပ်ပါတယ်။1988ခုနှစ်မေလ16ရက်တနင်္လာနေ့ည ချိုနေ့ကမောင်မြစင်ကိုအော်တိုဝါဤမိုးမောင်ကြသောနေ့ပင်ဖြစ်ပါ၏အကြောင်းမှာချိုနေ့ညနိုင်မောင်မြစင်မှာရေနှိ၍ရုတ်တရက်ကွဲလွန်အနှိမ့်ဆရောက်ခဲ့သောကြောင့်ဖြစ်ပါ၏အသက်က30တနှစ်မြသာရှိပါသေးရဲ့မောင်မြစင်ကွယ်လွန်ကြောင်းကိုတာဝန်ရှိသူများ လာရောက်တရင်ပို့မှသာ မိသားစုဝင်များလည်းသိရှိကြရပါတယ်ထို့ကမောင်မြစင်၏အလောင်းမှာ ရန်ကုန်ပြည်သူစေယုံကြီးတို့ရောက်ရှိနေပြီဖြစ်ပါတယ် ထိုစဉ်ကမိခင်ဖြစ်သူဒေါ်သိန်းမြတ်မှာကုန်းလန်းခရီးပြည်တရုတ်ပြည်သို့ရောက်ရှိနေပါ၏အဆက်အသွယ်အမျိုးမျိုးပြီးမိခင်ဖြစ်သူဟာအကြောင်းကြားကြရပါ၏မိသားစုများကမောင်မြဆိုင်အားမိခင်ကြီးပြန်လာသည့်ဒီစောင့်ပြီးမှတကြိုရန်စီစဉ်ထားကြပါ၏မိခင်ဒေါ်သိန်းမြတ်မှာသားဖြစ်သူ၏တရင်စိုးကို ကြားသိရသည့်ဖြင့်ရန်ကုန်မြို့သို့ပြန်လာခဲ့ရာမောင်မြဆောင်ကွယ်လွန်ပြီးနောက် သုံးရက်အကြာတွင်နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ပါသည်။ဒေါ်သင်းမြပြန်လည်ရောက်ရှိလာသည်ပြည်မောင်မြဆိုင်၏ရုပ်ကလာရန်ကုန်စေယုံကြီး၌ပင်ငားရဲထား၍1988ခုနှစ်မေလ20ရက်တောင်ကြာနှင့်17နှစ်တွင်ကျန်သောတုတ်တံသို့ပို့ဆောင်တကြိုခဲ့ကြပါသည်။ထို့နောက်မြမာတို့၏ဒလေတိုင်း1988ခုနှစ်မေလ22ရက်တနင်္ဂနွေနေ့နံနက်9နာရီချိန်တွင် ကွယ်လွန်သူမောင်မြဆိုင်ရာရည်စူ၍ရက်လက်စွန်းသူအမြပေးဝေခဲ့ကြပါသည်။မောင်မြဆိုင်တာဝန်ကျခဲ့သည့်စက်တိုင်းတီရည်ရင်ပေါ်တွင်လဲစွန်းသွခဲ့ကြပါသည်။မောင်မြဆိုင်ကွယ်လွန်ပြီးစားအချိန်များတွင်၆လန့်ချင်းကိုထင်းပြချင်းအလင်းမရှိခဲ့ပေ။နပခန့်အကြာ1988ခုနှစ်မေလ30ရက်နေ့ကတွင် မောင်မြဆိုင်နှင့်ပတ်သက်သည့်ထူးခြားမှုတစ်ခုကြုံလာပါသည်။ ထိုနေ့ကမောင်မြဆိုင်ညမဖြစ်သူမမိုးမြင့်မင်းသည်မိသားစုတချို့နေသူထိုင်နေပါ रे အချိန်ကညနေ9နာရီခန့်ရှိပြီဖြစ်ပါ रे ရှည်ဦးစွာမမိုးမြင့်မင်းခြေဖျားလက်ဖျားများအေးဆဲလာပါ रे ထိုစဉ်မိခင်နဲ့အမတို့ကညမဖြစ်သူမမိုးမြင့်မင်းကိုတတိပြုမိလိုက်ကြပါ रे ဟေးသမီးမိုးမြင့်မင်းမိုးမြင့်မင်းဘာဖြစ်တာလဲ မိခင်ဒေါ်သိမ်းမြတ်ကသမီးဖြစ်သူမမိုးမြင့်မေဤလက်ကိုကင်ကလှုပ်ရမ်း၍မိပါ၏မမိုးမြင့်မေတုတ်ပြန်အဖြစ်စကားထွက်မလာခဲ့ပေဟဲ့မိုးမြင့်မေဘာဖြစ်ကြလဲအမေကိုပြောစမ်းအမေအမေဒေါ်သိမ်းမြတ်ကသမီးဖြစ်သူမမိုးမြင့်မေဤလက်ကိုလှုပ်ကင်၍အားမလို့အားမရနဲ့ထားမေးလိုက်ပါ၏မမိုးမြင့်မေထံမှအမေဟူ ဆင့်ခေါ်လိုက်သည့်စကားတန်ကြောင့်ဒေါ်သိန်းမြအံ့ဩသွားပါ၏။မမိုးမိမိခေါ်လိုက်သည့်အံမှာမူလအံမုံယောက်ျားတန်ဖြစ်နေပါ၏။ထို့အတူသမီးဖြစ်သူမမိုးမိမိမှာအချင်းမူသူအရာမျိုး ဖြစ်နေပါ၏။ဒေါ်သိန်းမြသည်အတွေ့အကြုံရှိသူအကင်းပါသူပြီ။သမီးဖြစ်သူမိုးမိမိအားအိမ်ဘောဒဖရာကြောင်းဆောင်ရှိသူခေါ်ဆောင်သွားပါ၏။ဟေးနင်းဘူးလေ။ ငါသမီးကိုဘာလို့နောက်ရှက်တာလဲရီရီရတာမလုပ်နဲ့နော်ဒုက္ခရောက်သွားမယ်နော်အညာကောင်ဖရာကျောဆောင်ရှိတွေသမီးမမိုးမြင်မီကို ထိုင်စီလေငေါငန်း၍မန်ပပါနဲ့မေးလိုက်ပါ၏မလုပ်ပါနဲ့အမီကျွန်တော်ပါဘယ်ကကျွန်တော်လဲမမှန်ပြောစမ်းကျွန်တော်အော်တိုရပါအမီမမိုးမြင်မီနှုတ်ပြမှာသားဖြစ်သူ မောင်မြဆိုင်ကော ်အော်တော်ဝိုင်းရဲ့အတန်ကိုကြားလိုက်ရသဖြင့်ဒေါ်သိန်းမြအံ့ဩသွားပါれဒေါ်သိန်းမြပါတေချင်းတရားကို နားလည်သူပြီပြီတရားသိသူပြီပြီတွေ့ဝေဝမ်းနဲ့မနေပဲနဲ့အနည်းရှိမိသားစုတချို့မှမူအံ့ဩလျက်ပြီမမိုးမြင့်မရငေးငိုင်ကြည့်နေစဉ်ဒေါ်သိန်းမြကသူမေးလို့ပြောလို့ဒီစကားများကိုဇက်တိုက်ပြောချလိုက်ပါれအော်တော်ဝါနင်ပါလာလောက်တာလေ အမေတို့ကိုလာပြီးတော့နောက်ရှက်တာလားငါသားနဲ့အမေတို့ကဘဝချင်းချားနေပြီငါသားလိုချင်တာပြောမေလှုပ်ပေးမေမဟုတ်ပါဘူးမေကျွန်တော်မှနေစရာဝတ်စရာစားစရာအပြည့်စုံရှိပါတယ်အမေတို့ကိုစိတ်မချလို့လာတာပါအမေတို့တွေဘာမှစိတ်မချစရာမရှိဘူးအော်တော်ဝါပြန်တော့ဒေါ်သိန်းများနေအော်တော်ဝါကိုမောင်မြစင် ဘူးကခရသူမမိုးမြင့်မေတို့အခြေကျစကားမေးကြပြောကြပါလေ။နောက်ဆုံးမိခင်ဖြစ်သူဒေါ်သိန်းမြတ်၏စကားကြောင့်အော်တော်ဝါကိုမောင်မြစိန်ဘူးကခရသူမမိုးမြင့်မေချင်မှာနောက်ထပ်စကားသံကို မကြရတော့ပြီ။မမိုးမြင့်မေမှာဘူး။အဲ့ရမှာနိုးထလာသူတယောက်ကဲ့သို့တန်းဝေလိုက်ပါလေ။ထို့နောက်အမေအမေသမီးဘာဖြစ်တာလဲ။ မိခင်ဒေါ်သိန်းမြအားမေးလိုက်ပါ रे ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာနှင့်ပတ်သက်၍မမိုးမြင့်မင်တကယ်မသိပေသူတို့အတွက်မိခင်ဒေါ်သိန်းမြကရှင်းပြပြောပြရပါ रे ထိုနေ့ကမိခင်ဒေါ်သိန်းမြလည်းသားဖြစ်သူ ကောင်းရသူကလေးရောက်စီရန်တွင်ဖျားရှိခိုးအမြဝေစဉ်သားဖြစ်သူမောင်မြဆင်အားတီးကြအမြပေးဝေခဲ့ပါ रे မိခင်ကြီးမှာသားမောင်မြဆင်တရေတစီဆက်သည့်ဖြစ်မကောင်းသောဘုံဘဝသို့ရောက်ရှိနေသည်ဟုထင်ပါ၏ တို့တွေသားအတွက်သားကိုရည်စူ၏တီးကြအမြပေးဝေခဲ့ရသည်မှာနေ့စဉ်နဲ့အမြပဲပထမချိန်မှမိုးမီမေအားပူးကဝင်ရောက်ပြောဆိုခဲ့သည်မောင်မြစင်ကိုအော်ကြော်ဝါသည်နောက်ဆယ်ရက်ခန့်အကြာတွင်ထပ်မံဝင်ရောက်ပူးကပြန်ပါသည်ထိုချိန်ကမိုးဦးကျရသည်ဖြစ်၍မိုးကလေးများကတစိစိရွာသွန်းနေပါသည်ဒုတိယချိန်ပူးကစဉ်ကာလတွင်လည်းမိခင်ဖြစ်သူဒေါ်သိန်းမြရှိနေသည်ဖြစ် ဘူးကခရံသူသမီးမမိုးမြင့်မြာဖရာကျောင်းဆောင်ရှိသူခေါ်ဆောင်သွားပါတယ်။မိုးတဲ့၁၂နိုင်ခန့်ရှိပြီဖြစ်ပါတယ်။အော်တော်ဝါနေပါလာလောက်ပြန်တာလေ။ငါတော့နေနဲ့ခက်တော်တာပါပဲဟေ။လာနောက်ရှိတာမဟုတ်ပါဘူးမေ။သားကိုရည်စူးပြီးတော့ကြောက်တန်းရည်လေဖရာနဲ့ဘူတတော်ဖရာကိုသားနာမယ်နဲ့ငွေဖြစ်ဖြစ်ပစ္စည်းဖြစ်ဖြစ်လူနှမ်းပေးဖို့လာပြောတာပါ။ အေးအမေလူပေးမယ်အမေတို့စီကိုမလာနဲ့တော့ order ဝါရေးသားနဲ့အမေတို့ကဘဝချင်းမတူတော့ဘူးကဲမင်းပြန်တော့ဒေါ်သိမ်းမြလည်းသားဖြစ်သူ order ဝါကိုမောင်မြစင်ဝင်ပူး၍ပြောသူကိုနားထောင်၍ပြန်ရန်ပြောလိုက်ပါရေး order ဝါကိုမောင်မြစင်ခင်ဗျာညီမဖြစ်သူမမိုးမြင့်မြင့်ထဲမှာတဆင့်ခွန်းတုံပြန်စကားမပြောတော့ဘဲနဲ့ဘူးကရာမှာထွက်သွားပါရေးသေးသူသားဤတမလုံးမှဘူးကပြောဆိုသည့်စကားကြောင့် မိခင်ဖြစ်သူဒေါ်သိမ်းမြလည်းကြောက်တန်းရည်လေဖရာတို့သွားရပါတယ်။ကြောက်တန်းရည်လေဖရာတွင် အလူကန်သစ်တာဘုံတစ်ခု ကမီးထိုးကလူခဲ့ပါတယ်။ချို့တူဘိုးတော်ဖရာတို့သွား၍တကွန်လူခဲ့ရပါတယ်။ဒါအတွက်ရည်စူး၍အမြပေးဝေခဲ့ရပါတယ်။ကွယ်လွန်သူမောင်မြစင်ခေါ်အော်တော်ဝါသည်ညမဖြစ်သူမမိုးမီမယာတပတ်သွမုံနပတခါကမိခင်ဒေါ်သိမ်းမြမနစ်မြို့သည်ကြားမှပင် ပုံမှန်လာရောက်ဘူးကဝင်ရောက်၍သူပြောလိုသည့်အကြောင်းအရာများဖြစ်လိုသည့်ဆန္ဒများကိုပြောဆိုခဲ့ပါ၏ဘူးကဝင်ရောက်သည့်အချိန်မှာနေ့လယ်မွန်းတည့်၁၂နာရီခန့်နှင့်ညနေဆောင်၅နာရီခန့်အချိန်တွင် အချိန်မှန်ဝင်ရောက်ဘူးကလည်းပါ၏ညမပြည့်သူမမုံမြင့်မလို၏တခြားမိသားစုဝင်တဦးတယောက်ကိုမှဝင်ရောက်ဘူးကပြောဆိုခြင်းမရှိပေမောင်မြစင်ကိုအော်တိုဝါဘူးကဝင်ရောက်ပြောဆိုစဉ်ကာလများတွင်ညမပြည့်သူမကျင်လွန်း တရားထိုင်သွားစဉ်အချိန်များတွင်လိုက်လံဆောက်ရှောက်လေရှိကြောင်းသူစိတ်ကရည်မှန်းလျင်လိုရာခရီးကိုရောက်နိုင်ကြောင်းယခုကသူ့အမဖြစ်သူမျက်နှမ်းတွင်နေသူဖျားပိုက်ရန်နာတိုက်ကိုဆောက်ရှောက်နေရကြောင်းတိုက်ကမြည်သည့်နေရာတွင်ရှိကြောင်းစသဖြင့်ပြောဆိုခဲ့ပါသည်မမိုးမြင့်မြာဝင်ရောက်ပူးကပြောဆိုစဉ်ဖုံးကြောင်းများနှင့်ဤသည်ဖြင့်တချို့ဖုံးကြောင်းများကအိမ်ပေါ်သို့တက်ရောက်ကြည့်ရှုကြပါသည်ထို့သူတချို့မိတ်ဆွေပေါင်းသည်များလည်းတက်ရောက်ကြည့်ရှုခဲ့ကြပါသည် ဖုန်းကြီးများယဟန်တန်ခါများကလာရောက်ကြည့်ရှုစဉ်ဘူလောင်သောဝေဒနာကိုမောင်မြစင်ကိုအော်တော်ဝါခမရခံစားရသည်ဟုပြောပြခဲ့ပါသည်မိ쇠ပေါင်းသည်များလာရောက်ကြည့်ရှုခွင့်မပြုရန်ပြောပါသည်မောင်မြစင်ကိုအော်တော်ဝါကမကြိုက်နှစ်သက်ကြောင့်မိခင်ဖြစ်သူအားပြောပြခဲ့ပါသည်မောင်မြစင်ကိုအော်တော်ဝါသည်မိခင်ဒေါ်သည်များနှင့်ညမသုံးယောက်တရားထိုင်သွားစဉ်လိုက်ပါဆောက်ရှောက်သည်ကိုကိုထင်ပြခဲ့ပါသည်သုံးသားတူဦးကိုတူဦးပြောပြရင် မောင်မြဆင်ကိုအော်တိုဝါအမြင်တွေ့ကြသည်မှာတိုက်ဆိုင်နေခဲ့ကြပါသည်ထို့သူမောင်မြဆင်ကိုအော်တိုဝါသည် မိခင်ဒေါ်သိန်းမြအိမ်မက်ပေး၍ကိုထင်ပြခဲ့ပါသည်ထို့စဉ်မောင်မြဆင်ကိုအော်တိုဝါ၏ပုံတံမှာနန်းတွင်မှမင်းသားကလေးကဲ့သို့ဖြစ်ပါ၏ကြည်ပြရောနန်းတွင်နန်းသားများကိုဝတ်စားစင်လင်ကရောင်းကြိုက်ထားပါ၏ဦးကောင်းတွင်တပြက်ပြောင်းနေနဂါယုဒရန်ခေါင်းဆောင်ပါရှိသည်ကိုမြင်တွေ့ရပါ၏ပုံမထူးကြသည်မှာ မောင်ရဆိုင်မှာလူဘဝတွင်အသက်ရှိစဉ်ကကုတ်ဘူတွင်အနီရောင်ပန်းကဲအမတ်သားပါရှိတဲ့ကဲ့သို့ယခုလည်းပါရှိနေခြင်းပင်ဖြစ်ပါ၏1988ခုနှစ်အောက်တိုဘာ20ရက်ခန့်နေ့တွင် နောက်ဆုံးခြင်းပြမမိုးမြင့်မယာဝင်ရောက်ဘူးကပြောဆိုပြန်ပါ၏အမေဒီဒီကြိမ်နောက်ဆုံးလာတော့ကိုခွင့်လွန်ပါအမေရေကျွန်တော်တို့ရည်စူးပြီးတော့အကိုကြည်အေးကိုပစင်းတက်ပေးပါ နောက်ပြီးတော့ တူတူမလေးများကိုကိုရင်ခုပေးပါသီလရှင်ဝတ်ပေးပါတားကိုအမြတမ်းဝေပါမေဒီကိစ္စတွေပြီးရင်ကျွန်တော်အမေတို့စီကိုမလာတော့ပါဘူးအော်တော်ဝါငါသားမင်းတကယ်ပြောတာလားတကယ်ပြောတာပါအမေကျွန်တော်ခရီးပေးပါတယ်အလူလို့ရင်တော့၆တကြီးကဆရာတော်ဦးစနတ်ကပရမညာเจ้าမှာလုပ်ပေးပါ အလူမှာစိုင်းမှာထက်နိုင်တော့ထက်ပေးပါမင်း ဒါဆိုရင်သာခရီးတိုင်းမလာတော့ပါဘူး။ကောင်းပြီအော်တော်ဝါ။ငါသားဆန္ဒတိုင်းအမေတို့လုပ်ပြီးမင်းမင်းကလေးကိုမင်းတီးပြစေနော်။ကဲငါသားအော်တော်ဝါ။မင်းပြန်တော့မင်းကတော်သေးမြကပြန်ခန့်တဲ့ပြီသားဖြစ်သူအော်တော်ဝါကိုမောင်းမြစေမ။ဖျားကိုသုံးချိန်ကြတော့ပါလေ။ထို့နောက်ညမဖြစ်သူမမိုးမြင့်မိထံကိုပူကခြင်းမှထွက်သွားလေပါ යි ။ကွယ်လွန်သူမောင်မြစင်ကိုအော်တော်ဝါ၏ဆန္ဒအရမိခင်ဖြစ်သူဒေါ်သိန်းမြလည်း အလူကိုအားချင်းစီစဉ်ရပါတယ်။အလူရဲမှာ1346ခုနှစ်သတင်းကြိုလပြည့်ကျော်နေ့ရက်1980ရှိခုနှစ်အော်တိုဘာလ29ရက်နေ့ဖြစ်ပါတယ်။အိမ်ရှိတွေမန္တထူ၏ရဟန်းခံရှင်ပြုဝဲကိုကျင်းပပေးပါတယ်။စိုင်းငားမရသဖြင့်မောင်မြစင်ကိုအော်တိုဝါ၏ဆနကို မဖြစ်စွာနိုင်ခဲ့တော့လေ။အလူပွဲမှာအဆက်အစအရာဆင်ပြေပါတယ်။ရှင်လောင်းလျာတွင် ်ဦးမမောင်စက္ကမစင်နဂေါကို9ရန်လှစ်နိုင်ခဲ့ပါတယ်။အလူရည်ဆက်ချတရားနာပြီးမောင်မြစင်ကိုအော်တိုဝါအားဒီကြအမြတ်တမ်းပြေးဝေမန်းနဲ့အတွင်မှာပိုက်ဆံများကျဲထုတ်ပြည့်ခဲ့ပါတယ်။အလူဝဲပြီးသည့်နေ့မှာစ၍ယနေ့တိုင်းကွယ်လွန်သူမောင်မြစင်သည်သူဂရိပြီးထားသည့်တိုင်းညမဖြစ်သူမမိုးမြင့်မင်းနီမိသားစုဝင် တဦးတယောက်ကိုမှဘူးကဝင်းရောက်6လနောက်ရှက်ခြင်းမရှိတော့ဘဲဟုတ်ကဲ့ပါ ။ဇာလန်လီကတော့ဒီမှာတင်ပြီးဆုံးပြီပဲဖြစ်ပါရယ်ခင်ဗျာ။အစိုးရနဂရဆင်အားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။